အားလုံးပဲမင်္ဂလာပါခင်ဗျာ study and j fiction မှာကြိုဆိုလိုက်ပါရစေဒီတစ်ခါရဲ့ဗီဒီယိုလေးထဲမှာအဆွေးတချင်းလေးတစ်ပုဒ်အကြောင်းကိုလေ့လာကြည့်အောင်တချင်းလေးရဲ့နာမည်က one more time one more chance လို့ခေါ်ပါတယ်ဒီတချင်းလေးကိုကျွန်တော်စသိခဲ့တာတော့2009ခုနှစ်မှာထွက်ခဲ့တဲ့5 cm per second anime ရုပ်ရှင်ရဲ့ theme song အနေနဲ့ပါဇလန်းကြည့်ပြီးတော့ရင်ထဲမှာစွန့်နေနေတော့ပဲရှိသေးတယ်အဆုံးသက်မှာဒီတချင်းကဝင်လာတဲ့ခါကျတော့ငိုချင်ရဲ့လက်တိုးဆိုသလိုပေါ့ ခံစားချက်တွေပြီးပြီးတော့ဘာမှမလုပ်နိုင်ပဲနဲ့ငုံငုံငိုင်ငိုင်ကြီးကိုဖြစ်နေခဲ့တာပေါ့အမှန်ကဒီတချင်းလေးက5 cm ပါစက္ကန့်မတိုင်ခင်ကထွက်ထားခဲ့တာပါ1996 98လောက်မှာစထွက်လာခဲ့တာဆိုတော့နှစ်30နီးပါးလောက်တော့ရှိတော့မယ်ပေါ့နော်တချင်းလေးရဲ့တေးရီတေးဆိုကယာမဇကီမာဆာယောရှိဖြစ်ပါတယ်1996ခုနှစ်ကထွက်ခဲ့တဲ့စကီတိုကဘစ်လာမင်းနဲ့ကော်ပီတိုဆိုတော့ ရမသကီဆောင်ကိုတိုင်ပါဝင်သုံးဆောင်ထားတဲ့ J drama ဇလန်းနဲ့မှာတင်းဆောင်အဖြစ်အသုံးပြုခြင်းခံခဲ့ရပါတယ်နော်။ရုပ်ရှင်ထွက်လာပြီးမရှိမနှောင်းမှာပဲ1998ခုနှစ်မှာရမသကီရဲ့ Home ဆိုတဲ့ album ထွက်လာပြီးတဲ့နောက်မှာဒီတဲ့ချင်း One More Time One More Chance ကလည်းအဲ့ဒီ album ထဲမှာပါဝင်လာခဲ့ပါတယ်နော်။ဒီ video ထဲမှာတော့5 cm per second anime ရဲ့ theme song တစ်ခုအနေနဲ့လေ့လာကြည့်ရအောင်။ 5 cm ပါစက္ကန့်အတွက်တည်တံ့ဖန်တီးထားတဲ့တခြင်းမဟုတ်ပေမဲ့လည်းဒီတခြင်းလေးကအဲ့ဒီအာနီမဲနဲ့ပေါ့နော်အရန်ကိုလိုက်ဖက်မှုရှိပါတယ်ဒီတခြင်းကဇလန်းတွေကဇက်လိုက်ကောင်လေးတကကီရဲ့ခန်းစားချက်တွေနဲ့အတူကိုက်နေတဲ့တခြင်းလေးဖြစ်ပါတယ်နော်ဒါကြောင့်လည်းသင်းဆောင်အနေနဲ့ရွေးခံရတယ်လို့ထင်ပါတယ်ပေါ့နော်တကကီရဲ့မသိစိတ်ထဲမှာတခြင်းလုံးငယ်ဘဝတော်ကဝေးခဲ့ရတယ်သူ့ရဲ့จิตသူအာကာဒီယိုတခြင်းလောက်ဖြစ်ဖြစ်ပြန်တွေးဝင်ရဖို့ သွားသမျက်နေရာတိုင်းမှာအာကာဒီများရှိနေမလားဆိုပြီးတော့ခြာဖွေနေမိတဲ့အကြောင်းလွမ်းဆွေးစရာကောင်းတဲ့ခံစားမှုကဒီသချင်းစာသားတွေနဲ့ကွက်တိကြပါတယ်တာကာကီနဲ့အာကာဒီတို့ကဘာကြောင့်ဝေးကွာသွားရတာလဲဆိုတာကတော့ဒီဗီဒီယိုလေးထဲမှာကျွန်တော်တင်ဆက်ခဲ့ပြီးဖြစ်ပါတယ်နော်မကြည့်ရသေးတဲ့သူတွေဖို့ဒီဗီဒီယိုလေးကိုအရင်ကြည့်ဖို့အကြံပြုပါတယ်ဇလန်းချောင်းပို့ပြီးတော့နားလည်သွားလိမ့်မယ်လို့ထင်ပါတယ်နော်ဗီဒီယိုရဲ့ link ကိုလည်းကျွန်တော် comment မှာထည့်သွင်းပေးထားပါတယ်ခင်ဗျာ နေတန်းကြည့်တာလည်းရှိသွားပြီဆိုတော့ဒီသတင်းလေးကိုစပြီးတော့နေလာကြည့်ရအောင်အရင်ဗီဒီယိုတွေမှာလည်းပြောနေကြတဲ့အတိုင်းပဲကျွန်တော်ဒီသတင်းလေးကိုပေါ့နော်ဗီဒီယိုထဲမှာဖွင့်ပြပေးလို့မရပါဘူး YouTube ရဲ့နော် copyright policy တွေနဲ့ညီဆုံးပါဆိုလိုပါနောက်ပြီးတော့ဒီသတင်းရဲ့အတိတ်ပဲဖွင့်ဆိုချက်တွေကလည်းပဲကျွန်တော်တဦးတယောက်တည်းရဲ့အတွင်းမြင်နေဖြစ်ပါတယ်နော်ခိုရဲအီဂျိုနန်နီယိုရှိနာရဲ့ပါခိုခိုရောယေရုရှလေးတွင်နော်ဒိုရဲဟိုတို့နော်အီတာမီနာတာပါ もう一度君に会える One more time 季節よ移ろわないで One more time ふざけあった時間よ立てぽびバリ送送べやま聖費たややないまれဘယ်တိုင်းတာတိနာကျင်ခံစားရမှမင်းနဲ့နောက်တစ်ချိန်ဆုံတွေ့ခွင့်ရနိုင်မလဲနောက်တစ်ချိန်လောက်ပေါ့ရာသီတွေမပြောင်းပါနဲ့နောက်တစ်ချိန်လောက်ပေါ့အပြန်လန နောက်ပြောင်ကျင်သေးခဲ့တဲ့နေကြီးတချင်းစ verse လေးမှာဆုံးရှုံးမှုတွေကြောင့်စိတ်နှလုံးနာကျင်ခံစားနေရတဲ့သူတယောက်ကြောင့်ကိုပြောတယ်နော်။ဘာအောင်ဆုံးရှုံးထားရတာလဲဆိုတာမပြောထားပေမဲ့လည်းပဲအချစ်ကိုဆုံးရှုံးထားရတယ်လို့မှန်းဆနိုင်ပါတယ်နော်။သူတွေ့တဲ့လူနဲ့နောက်တစ်ချိန်လောက်ပြန်ဆောင်ခွင့်ရဖို့ဘယ်လောက်ထိနာကျင်ပြီးရင်ပြန်ဆောင်နိုင်မလဲဆိုပြီးတော့သူ့ရဲ့စိတ်ထဲမှာဝမ်းနည်းလို့မဆုံးဖြစ်နေတယ်။ကိစ္စတူရော ဥချီရောနိုင်တယ်။ရာသီတွေမပြောင်းပါနဲ့ဦးဆိုပြီးတော့တုံးသွားတာကလည်းမင်းနဲ့မတွေ့ပဲနေရတာချိန်နေတော်တော်ကြီးကိုကြာပြီးပြီ။ဒီထက်ပိုပြီးတော့မကြကျင်တော့။ဒါကြောင့်ရာသီဥတုတွေကိုမပြောင်းလဲစေခြင်းဘူး။ဆိုပြီးတော့ဖြစ်နေတာလို့ထင်ရပါတယ်နော်။ဒီနေရာမှာခိတဲ့ကဥချီရောဆိုတဲ့အတုံးလေးပေါ့နော်။ဒီအတုံးကရာသီတွေလေပတ်တည်ရာသီကူးပြောင်းတည်ဆိုတဲ့အဓိပ္ပာယ်နဲ့အချိန်နေရွေရှားကုန်ဆုံးသွားတာကိုဖော်ပြတာမျိုးမှာ သုံးပါတယ်နော်နည်းနည်းရှင်းကြတဲ့အသုံးဖြစ်ပြီးတော့ဒီဘက်ကမှာတော့ဝိတုရီလောက်မှာပဲတွေ့ရတတ်ပါတယ်တချင်းတဲ့ကသူကသူရဲ့ချစ်ရတဲ့သူနဲ့ပြန်လည်နောက်ပြောင်ကြည့်စေခဲ့ကြတဲ့အချိန်တွေကိုတစ်ခါပြန်ပြီးရကြတယ်ဆိုပြီးတော့ဖူဇာကဲအတာတူကီဆိုပြီးတော့သုံးသွားတယ်နော်ဖူဇာကဲတူဆိုတာက နောက်ပြောင်ကြည့်စေတယ်လို့အဓိပ္ပာယ်ရပါတယ်နော်ဘတ်ကို mass form မှာပေါ့နော် mass ဖြုတ်ထားပြီးတော့နောက်ကအောက်နဲ့တွဲလိုက်တဲ့အခါမှာနှစ်ဖက်စလုံးအပြန်အလှန်လှုပ်ကြသည်လို့အဓိပ္ပာယ်ရတယ်နော် ဥမာအဖြစ်နာဂတိအာဟုဆိုရင်အပြန်လန်ထိုးကြသည်ဖူဇာခဲအာဟုဆိုရင်အပြန်လန်နောက်ပြောင်ကြည်စေကြသည်ဆိုရဲအတိပ္ပယ်ဖြစ်ပါတယ်နော်ဒါဆိုရင်တချင်းလေးရဲ့ chorus byte ကိုတွေ့ရအောင်နော်いつでも探しているよどっかに君の姿を向かいのホーム路地裏の窓こんなとこにいるはずもないのに願いがもしも叶うなら ီမာဆုဂုကီမီနိုမိုတိုရဲ့ဒေကီနိုင်ခိုတိုဝါမိုနာနီမိုနိုင်စဘေတေခကေတေဒါကီရှိမေတေမီဆေရူယောအမြဲတမ်းရှာဖွေနေတယ်လေမင်းရဲ့အရေးအယံကိုပေါ့မျက်နှာချင်းဆိုင်ကယထာပလက်ပေါင်းကိုလည်းငေးကြည့်တယ်အိမ်နောက်ဖွေပတင်းပေါက်ကနေလည်းလမ်းကြောင်းကိုငေးပြီးတော့ရှာတယ်ဒီလိုနေရာတွေမှာရှိနိုင်မှာမဟုတ်မှန်းသိပါလျက်နဲ့ပေါ့အကယ်၍ငါရဲ့စွတောင်းဆန္ဒတွေသာပြည့်ဝမယ်ဆိုရင်မင်းရဲ့ရှေ့မှောက်ကိုခုချက်ချင်းရောက်ဖို့စွတောင်းခြင်းနဲ့ မင်းနဲ့ပြန်ဆုံနိုင်မှုငါမလုပ်နိုင်တာဘာမှမရှိဘူးအရာအားလုံးကိုစတဲ့ပြီးမင်းကိုရင်ခွင်ထဲထွေးပိုက်ပြမယ်ခေါ်ရက်စ်ပိုက်ကလည်းရှားနေတဲ့သူကိုတနာမိအောင်ရေးဖွဲ့ထားတယ်နော်စာသားရဲ့အတိတ်ပဲကတော့အခုကျွန်တော်ဘာသာပြန်ရေးပြထားသလိုပါပဲခင်ဗျာဒီထဲကနေမှတ်လို့ရမယ်အသုံးလေးတချို့ကိုဆွဲထုတ်ကြည့်မယ်နော် home ဆိုတာကတော့ကျွန်တော်တို့ယထာ platform ကိုခေါ်ခြင်းဖြစ်ပါတယ်နော်ရိုဂျီယူဒါဆိုတာကတော့အိမ်နောက်ဘွေးလန်းဆိုတဲ့အတိတ်ပဲပါ ီးတော့နေဂါးကြီးကခန္ဓာဥဆိုတာကတော့ဆူတောင်းဆန္ဒပြေဝသည်ဆိုတဲ့အတိတ်ပဲပါနော်နောက်ပြီးတော့စပဲတဲကိုခခတဲဆိုတဲ့အုံလေးပါသွားတယ်နော်အဲ့ဒီအချိန်မှာပါသွားတဲ့ခခတဲဆိုတာကကြတော့ကျွန်တော်တို့ခခဲတုအလောင်းအထက်လောက်သည်ဆိုတဲ့အတိတ်ပဲနဲ့သုံးသွားတာပါနော်လိုချင်တာကိုရှိသမျှအရာအလုံးနဲ့အလောင်းထက်လောက်ပြီးတော့အရာယူမယ်လိုချင်တာကိုရှိသမျှအရာအလုံးနဲ့လဲပြမယ်ဒီလိုအတိတ်ပဲမျိုးနဲ့သုံးသွားခြင်းဖြစ်ပါတယ်နော်ဘဝမှာ တတိဖြစ်မလားခွေးဖြစ်မလားဘဝတစ်ခုလုံးကိုပြောင်းလဲစေနိုင်တဲ့အရေးကြီးတဲ့ရွေးချယ်မှုမျိုးကိုလုပ်ရတဲ့အခါမျိုးမှာဒီလိုစူပဲတဲ့ခက်ခက်တဲဆိုတဲ့အတုံးလေးကိုသုံးတတ်ပါတယ်နော်ဥပမာအဖြစ်အတရှိပါစူပဲတဲ့ကိုခက်ခက်တဲ့အတရရှိ business ကိုဟာဒီမြတ်တာကျွန်တော်ကအရာအားလုံးနဲ့အလောင်းထက်လုပ်ပြီးတော့စီးပွားရေးတက်ကိုစတင်ခဲ့တယ်ဒုတိယ verse လေးကိုကြည့်ရအောင်နော်ဆာဘီစာမဂီဒါစတကေနာရာ 誰でもいいはずなのに、星が落ちそうな夜だから、自分を偽れない。အထီးကျန်မှုကိုအာယုံလဲဖို့ဆိုရင်ဘေးမှာဘယ်သူပဲဖြစ်ဖြစ်ရှင်ရရဲဆိုပေမဲ့ကြေကြွေတော့မတက်ဖြစ်နေတဲ့ညာလေးမို့လို့ကိုကိုကိုမလင်းနိုင်ဘူးဒီပိုင်လေးထဲမှာစကလုံးလေးနှစ်ခုမှတ်ကြမယ်မာဂီတာစုဆိုတာကတော့အာယုံလဲသည်မင်းမင်းပြောက်ပြောက်ဖြစ်အောင်လုပ်သည်ဆိုတဲ့အဓိပ္ပာယ်ပါဥပမာအတရှိပါ1 2 3 4 ゲームをして寂しさを紛らした。ちのが、な、たにごんゲームそびろ、ティーチャームをめめぴょぴょぴょロケで。なるくは、いるそれ、ぜくろんりばな。レイニャーはさんでいろ、あでべやばれ。てちんさだれま、星が落ちそうな夜だから、自分を偽れない。チェチュイロムタピニレニャリモロ、ココココメレナイムーロパンドアレな。 ကျေကျေတဲ့အခါမှာဆူတောင်းလို့ရှိရင်ဆူတောင်းပြည့်တယ်ဆိုတဲ့အယူအဆကဂျပန်နေမှာလည်းရှိပါတယ်နော်။ဒါကြောင့်ကျေကျေတော့မယ့်အချိန်မှာပေါ့နော်။ကိုယ့်ရဲ့တကယ်ဆန္ဒမှန်ကိုထုတ်ဖော်ဆူတောင်းတာမျိုးမလုပ်ဘဲနဲ့ကိုယ့်ကိုယ်ကိုလိန်နေမယ်ဆိုလို့ရှိရင်မင်းနဲ့နေဖို့ဆူတောင်းမပြည့်နိုင်တော့ဘူး။ဒါကြောင့်မလိန်ခြင်းဘူးမလိန်ရဲဘူးလို့ပြောတာလို့ယူဆလို့ရပါတယ်နော်။ Chorus အပရဲ့စာသားတွေကဝိကွာသားတဲ့จิตသူကိုနေရာဆုံးမှာရှာဖွေနေတယ်လို့အထိပ္ပယ်ရတဲ့စာသားတွေဖြစ်ပြီးတော့တစ်ပိုင်းနဲ့တစ်ပိုင်းမှာမတူညီတဲ့နေရာတွေကို ဖော်ပြသွားပါတယ်နော်နောက်ထပ်ဆက်လာတဲ့ chorus byte တွေမှာလည်းနေရာဘယ်နှခုလောက်ပါလဲဆိုတာကိုကျွန်တော်နဲ့တူဆက်ပြီးတော့လေ့လာကြည့်ရအောင်いつでも探していてよどっかに君の姿を交差点でも夢の中でもこんなとこにいるはずもないのにအမြဲတမ်းချဖွေနေတယ်လေမင်းရဲ့အရေးအယံကိုပေါ့လမ်းစုံတွေမှာအိမ်မက်ထဲမှာ ီလိုနေရာတွေမှာရှင်းနိုင်မှာမဟုတ်မှန်းသိပါလျက်နဲ့ပေါ့။いつでも探しているよ。どっかに君の姿を。明け方の街、桜木町でこんなとこに来るはずもないのに。အမြဲတမ်းရှာဖွေနေတယ်လေ။မင်းရဲ့အရေးအယံကိုပေါ့။မနှက်မိုးတောက်ချိန်မြို့ထဲမှာဆာကူရာဂီကျောင်းမှာဒီလိုနေရာတွေကိုမင်းလာနိုင်မှာမဟုတ်မှန်းသိပါလျက်နဲ့ပေါ့။ ဒီပိုက်လေးထဲမှာနေရာတစ်ခုရဲ့နာမည်ပါသွားတာကိုသတိထားမိမယ်ထင်ပါတယ်နော်ဟုတ်ပါတယ်ဆာကူရာဂီချိုပါနော်ယာโกဟာမားမှာနေတဲ့သူတွေကတော့ဒီနေရာကိုကောင်းကောင်းသိကြမယ်လို့ထင်ပါတယ်နော်ဆာကူရာဂီချိုမူတာရဲ့အရှိဂိတ်တက်တဲ့ကနေထွက်ပြီးတော့ခြောက်သွားလို့ရှိရင်မီနာတိုမီရာကြီးဆိုတဲ့ area ကိုရောက်မှာဖြစ်ပြီးတော့ယောကိုဟာမားရဲ့စိတ်ကန်းရှုခင်းအလှကိုခံစားနိုင်တဲ့နေရာဖြစ်ပါတယ်နော်ကျွန်တော်အရင်ကြိုက်တဲ့နေရာလေးပါဒါကြောင့် ဆာကူရာဂီချောနဲ့မီနာတိုမီရာကြီးတဝိုက်ရောက်တိုင်းရောက်တိုင်းမှာကျွန်တော်ဒီသချင်းကိုအမြဲတမ်းသတိရပါတယ်။သချင်းထဲမှာနော်အဲဒီဆာကူရာဂီချောကိုဘာလို့ထည့်ရေးသွားလဲဆိုတာတော့တေချာတော့မပြောပြတတ်ပေမဲ့ဒီယာမာဇာကီဆန်ကသူဒီသချင်းရေးနေတဲ့ကာလာတဝိုက်မှာဒီခနာဂါဝကရဲ့ဆာကူရာဂီချောတဝိုက်မှာနေခဲ့တယ်ဆိုတော့ဟိုအကြောင်းအရောလဲကျွန်တော်ဖတ်ဖူးတယ်ပေါ့နော်ဒါကြောင့်ပြောရရင်တော့သူနေထိုင်တဲ့မြို့တဝိုက်ကပတ်ဝန်းကျင်ကိုတချင်းထဲမှာထည့်ရေးခြင်းနဲ့ပုံပါပဲပေါ့နော် နောက်ထပ်နေရာတွေကတော့いつでも探しているよ。どっかに君のかけらを旅先の店、新聞の隅、こんなとこにあるはずもないのに。အမြဲတမ်းရှာဖွေနေတယ်လေ။မင်းရဲ့အငွေ့အက်လေးတခုပေါ့။ခီးသွားတဲ့နေရာဆိုင်နေတဲ့မှာသတင်းစာရဲ့ဒေါင်းတနေရာမှာဒီလိုနေရာတွေမှာရှိနိုင်မှာမဟုတ်မှန်းသိပါလျက်နဲ့ပေါ့။ခခဲရာဆိုတာက အပိုင်းစစိတ်ပိုင်းတည်တည်လေးလို့အဓိပ္ပာယ်ရပါတယ်နော်။တခြင်းထဲမှာကတော့လူအတွက်သုံးသွားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့စာလှအောင်လို့ဆိုပြီးတော့ငွေသက်လေးလို့ဘာသာပြန်လိုက်ပါတယ်နော်။ပုံမှန်အဖြစ်ခါခဲတာကိုကျွန်တော်တို့ဟာဟင်းလို့အတန်ထွက်ပါတယ်နော်။ဒီခန်းကြီးလေးကိုဟာဟင်းလို့အတန်ထွက်တယ်။ဥမာအဖြစ်ဂရစနဟာဟင်းဆိုရင်ဖန်ကွဲစားလို့အဓိပ္ပာယ်ရပါတယ်နော်။いつでも探してしまう。どっかに君の笑顔を急行待ちの踏切あたり ခွန်နာတကိုနီအီရူဟာဇူမိုနိုင်နိုနီအမြဲတမ်းရှာဖွေမိတယ်မင်းရဲ့အပြုံးကိုပေါ့အမြဲယထာဖြတ်တာကိုစောင့်နေတဲ့ယထာလန်းဆောင်မှာပေါ့ဒီလိုနေရာတွေမှာရှိနိုင်မှာမဟုတ်မှန်းသိပါလေနဲ့ပေါ့ Q ko ဆိုတာကတော့ဘူတာတိုင်းမရက်ဖဲနဲ့သုံးလေးဘူတာနေမှာရက်တဲ့အမြင်ယထာကိုဆိုလိုခြင်းဖြစ်ပါတယ်ဖူမီကီရီကတော့ကျွန်တော်တို့ကားလန်းနဲ့ယထာလန်းဆောင်နဲ့လန်းဆောင်ကိုခေါ်ဆိုခြင်းဖြစ်ပါတယ် နောက်ဆုံးအနေနဲ့တခြင်းရဲ့အဆုံးသက်လေးကိုကြည့်လိုက်ရအောင်နော်။ inoji ga kurikaesu naraba nando mo kimi no moto e hoshi mono nado mo nani mo nai kimi no hoka ni taisetsu na mono nado ဘဝဆိုတာအပန်းတလဲလဲဖြစ်တည်တဲ့အရာသာဆိုရင်ဘဝတိုင်းမှာအချိန်ချင်းမင်းစီကိုလာခြင်း ਨੇ အခြားလိုချင်တဲ့အရာတွေဘာမှမရှိဘူးမင်းအပြင်အခြားအရေးကြီးတာဘာမှမရှိဘူး ဘလောက်တောင်ဝမ်းနဲ့ဆွေးမြေ့စရာကောင်းတဲ့အဆုံးသက်လေးလေနော်။တချင်းတွေကလူကဘလောက်တောင်ချစ်သူနဲ့တွေ့ကျင်နေလဲဆိုတာပေါ်လင်ပါတယ်။စကားလုံးလေးတွေမှတ်ကြပါမယ်။အင်းတို့ချီကတော့အသက်ဘဝဖြစ်ပြီးတော့ခရီးခါရဲ့ဆွေးစရာကတော့ဖန်တလဲလဲဖြစ်ပေါ်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့နော်သုံးပါတယ်နော်။ကဲတချင်းလေးကိုလေးလာတာတော့ဒီမှာတင်ပြီးဆုံးပါပြီ။အဲတချင်းတွေကလူတွေကအလွမ်းနေကုဆတ်လာမယ်လို့ထင်ပါတယ်နော်။ဒီတချင်းက 5 cm ပါစက္ကန့်တွေကကောင်လေတက္ကကီရဲ့ခန်းစားချက်တွေနဲ့လုံးဝကိုကွတိဖြစ်ပါတယ်နော်ဇလန်းလေးကြည့်ပြီးတော့ဒီတချင်းလေးနားထောင်ပြီးတက္ကကီနဲ့အခါဒီကိုတချင်းလောက်ပဲဖြစ်ဖြစ်ပေါ့နော်ပြန်ပြီးတော့တွေ့ပေးစေခြင်းနဲ့ဆိုရဲစိတ်တွေကလည်းကျွန်တော်ခဏခဏဖြစ်ခဲ့ပါတယ်ပရိသတ်တွေလည်းဒီဗီဒီယိုလေးကြည့်ပြီးတော့ပေါ်လာတဲ့ရင်းနှီးခန်းစားချက်လေးတွေနောက်ပြီးတော့ဗီဒီယိုလေးကိုကြည့်ပြီးသိလိုက်ရတဲ့ဝါဟာရအလေးတွေရှိမယ်ဆိုရင်လည်းဝေမျှသွားခဲ့ကြပါအောင်ခင်ဗျာ ဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။